ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲ့မဟုတ်ဘူးလို့ပိုးမြူသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။ KIO KIA ဥက္ကဋ္ဌဘိုးချိုကြီးအင်ပန်လာကအောက်တိုဘာ25ရက်မှာကြာရောက်တဲ့65နှစ်ပြည့်ကချင်လွတ်လပ်ရေးအဖွဲ့ကြီး KIO နဲ့မိကုံမှာတိုက်ပွဲတွေနဲ့စစ်ရေးအခြေအနေတွေအဆုံးသတ်လပ်ပါဖို့နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါရယ်။ဒါပြင်လာမယ့်ရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့နဲ့ စန့်ကျင်တဲ့အဖွဲလို့ဆိုပြီးနှစ်ဖွဲ့ကွဲ ပေါ်ထွက်လာမှဖြစ်ပြီးအဲ့ဒီနှစ်ဖွဲ့ဟာအလွဲတကူဆွေးနွေးရေးမှာခက်ခဲလာနိုင်ကြောင်းပြည်တွင်းစစ်လေအချိန်ပိုကြာမြင့်လာမှဖြစ်ကြောင်းသူကပြောဆိုခဲ့တာပါ။လာမယ့်ရွေးကောက်ပွဲမှာကချင်နိုင်ငံရေးပါတီတချို့ဝင်ရောက်ရှင်ပြန်ကြမှာဖြစ်တာကြောင့် KIO KIA အနေနဲ့သူ့လူမျိုးအချင်းချင်းဘယ်တော့အခါမှမစန့်ကျင်ကြောင်းဒါကြောင့်ရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲမဖြစ်နိုင်ကြောင်းအိုမြတာလူမျိုးရဲ့အဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌပုံမှုကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရစေ။ 个钱那伢一把地的起，那八地半八地要起，六七八地啊万八地起得了呗？呐，个钱比大把，中间我操那八地起得了呗？八地六七家喽，你搞个三年嘞，不要紧，给爱我啊，我，都都给爱我六好的，我操那个，个钱那伢一把地哦，三年了嘛，今年那不着嘛，我三年，咋个事呢？ ဒီကောက်ပွဲဝင်မဲ့စကချင်နိုင်ပါတီကလုံးလုံးလောလောဝင်နိုင်တယ်ဒီကောက်ဟိုဒီကောက်ပွဲအတွက်ပါနိုင်တယ်ဒီကောက်ပွဲကိုဖျက်မယ်လုပ်မယ်ဆိုရင်စကချင်နိုင်ပါတီဒီရဲ့လုပ်ပိုင်ခွင့်ကသူရဲ့နိုင်ငံရေးခွင့်ရေးကိုဖျက်တယ်လို့ပြောပြရွာတော့မလုပ်ပါဘူးဒါတော့တခြားတခြားသောလက်နက်ကိုင်တွေမျိုးဥပဒေပါတွေကတော့ဒီကောက်ပွဲရုပ်မဖြစ်မနေဖျက်မယ်ပါဖြစ်မယ်ဆိုတော့တခြားလူတွေအမျိုးသားရေးပါဝင်ရောက်ဆက်ဖက်တယ်လို့ဖြစ်လာပြရတယ်လေ ဒါကြောင့်တရားဟောတော့ရုပ်ကောက်ကိုဖြတ်မဲ့ဖွဲ့တော့မဟုတ်ဘူး။ဒါပေမဲ့တခြားအင်အားစုတွေကသူ့နယ်ထဲမှာတရားဟောနယ်ထဲမှာရုပ်ကောက်ပဲဖြတ်ဖို့လဲသူခွင့်ပြုနေတယ်ကျွန်တော်မသိဘူး။2025ခုနှစ်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ်ရွေးကောက်ပွဲအပိုင်း1မတိုင်ခင်နိုဝင်ဘာနဲ့ဒီဇင်ဘာအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့တွေ့နိုင်ချေရှိကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်ထားကြပါတယ်။ KIA ကိုအနေနဲ့အခုလိုမျိုးနိုင်ငံရေးအပြောင်းလဲအတွင်း တနိုင်ငံလုံးနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးငြိမ်းချမ်းမှုရရှိဖို့အတွက်မယမနာတွေးတောအဖြစ်ရှာနေကြောင်း KIO KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ပန်လာက2025ခုနှစ်အောက်တိုဘာ25ရက်ကပြောကြားခဲ့တာပါ။ KIO KIA လက်အောက်မှာဒေါ်လာရင်းအင်အားစုအများအပြားရှိပေမဲ့လေရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းထုတ်ဖော်မပြောဆိုတာဟာနိုင်ငံရေးအကင်းပါတယ်လို့ ခရမ်းညူလူမျိုးအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကျင်ညာခံရမှာကိုကြောက်တာကြောင့်ဖြစ်တယ်လို့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုက်တက်ရေးပါတီ TNDP မှာဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်ဒီဘုံကြီးမျိုးကလည်းဒီဘုံဆုံးကပြောတော့ပါတယ်တရားဟိုချင်းချင်းတက်နေမြေမှာရုပ်ကောက်ပဲမလုပ်ဘူးလို့သူကအကျဉ်းပါတယ်လို့ကျွန်တော်ပြောတာအဲ့ဒီကြားပဲလေအဲ့ဒီတခုရှိရဲ့နောက်တော်လိုင်းအင်အားစုတွေကတော့ဒါက အများရှိပါလေဒီကြဲရအခုဖတ်တဲ့နေမှာတော်တော်များများရှိပါလေအပြည့်အချင်းနဲ့တောင်းကြောကျပြိတ္တခါလေးဖြစ်နေတဲ့တိုင်းလေးပဲကြားနေရတာပေါ့အတော်တိုင်းများစုရဲ့သူရဲ့ပြီးစားကောင်းစားတော့ပဲယူပြီးမှရက်ပြင်းနေရတဲ့အပိုင်းလေးတွေပေါ့ရှိနေတာတော့အဲ့တော့ဒီကနေကဒီတော်ရင်အားစုဒီတက္ကသိုလ်ပြည်ကပြည့်တတ်တာပြောလိုက်ပြီးဆိုရင်တော့ clean in you တို့ကအကျံဖက်အဖွဲ့ကြီးကြီးများခိုင်းရမှာဒီရန်ကြောက်ပါဘာဖြစ်လဲဒီက ကစားကတော့ဒါလီနာနဲ့ဆက်နေဖို့ပဲနင်းဒီပဲနင်းနေတူကြတော့တယ်ကျွန်တော်ကြတော့ဒါကျွန်တော်လည်းကျွန်တော်ပြေးခဲ့တယ်တိုင်ပုံကတိုင်းနဲ့ဒီပါဒီတော်လိုင်းရာဒီကတော့မမမမရတီမှဒီကောက်ပွဲတော့တစ်ဆက်တာဖြစ်ဖြစ်ပုံကမျိုးသူပြောမှမဟုတ်ပါဘူး KIO KIA ဟာတွဲဆောင်ဆွေးနွေးရေးနဲ့ငင်းချမ်းရေးကိုစကားလန်းချောင်းခင်းလာတဲ့ပုံစံပေါ်ပေါက်နေတဲ့အတွက်သူ့လက်အောက်မှာရှိတဲ့တွန်လိုင်းအင်အားစုတွေအနေနဲ့ KIO KIA နဲ့သဘောထားတူညီမှုရှိမရှိစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားမေးခွန်းထုတ်မှုတွေရှိနေကြပါတယ်။ လက်ရှိမှာ KAI အနေနဲ့အပြည့်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးမြကြီးနာမှာတွေ့ဆုံဆွေးနွေးကြဖို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ထံအဆိုပြုထားပေမဲ့လည်းတက်မတော်ဘက်ကတော့မိုင်းလာဒါမှမဟုတ်စိုင်းတုံမှာတွေ့ဆုံကြဖို့သဘောထားရှိနေတာပါ။ဒါကြောင့်မြမတက်မတော်နဲ့ KAI တို့ကြားနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ရှိထားပြီးသားဖြစ်ပေမဲ့လည်းနေရာကိုတော့လက်ရှိအချိန်အထိမဆုံးဖြတ်နိုင်ဖြစ်နေကြပါသေး။